Hello အားလုံးပဲမင်္ဂလာပါရှင်။ဒီစရတော့ဒီရက်အဆောင်မှာကောင်းကျင်းပောင်းလေးလှူစားဖြစ်ပါတယ်။အဲ့ဒါလေးကိုလာမြဝေပေးတာပါရှင်။အားလုံးကြည့်ပေးကြပါအောင်ရှင်။အမ်ဒီမနေ့ပေါ့နော်ကောင်းကျင်းပောင်းစားဖို့ရတဲ့မနေ့ဆော့ဆော့ဈေးသွားခဲ့ပါတယ်။ဒါဈေးတွေကနေဝယ်ခဲ့တဲ့ပစ္စည်းတွေ ဖြစ်ပါတယ်။အာငါ့ကိုတော့ငါဒုက္ခလှူစားมาဖြစ်ပါတယ်။ကိမှုလေးတွေလဲဝယ်ခဲ့ပါတယ်။ဝယ်လာတဲ့အသားတွေကိုအနေတော်လေးသုံးပြီးတော့စားချုံမှုနေပြီးတော့9မိနစ်လောက်နှက်ထားပါမယ်။ သူ့ကိုမီအေးအေးလေးနဲ့ကြော်ပေးมาဖြစ်ပါတယ်ဒီနေရာမှာကျမတို့အရင်ကမှကြွအောင်မကြော်ဘူးပေါ့နော်မကြွတကြွလေးကြော်มาဖြစ်ပါတယ်အဲဆိုအဝါရောင်လေးတန်းလာပါပြီဒီနေသားလေးရောက်ရပါပြီပေါ့နော်ကျမတို့အသားလေးကိုချပါတော့မယ်ဝယ်လာတဲ့ငါ့ကိုငါဒုက္ခလို့ပို့တဲ့ပြင်ပါမယ် ားတော့ပါဝင်ပစ္စည်းလေးတွေပေါ့နော်ပါဝင်ပစ္စည်းတွေကတော့တင်တော့မဆုံးပါဘူးအဆောင်မှာရှိတာလေးနဲ့လှူစားရတာဖြစ်ပါတယ်ပါဝင်ပစ္စည်းတွေကိုထောင်းပြီးတော့ဘိုက်ထဲမှာအစာတက်မယ်ပေါ့နော်အာပြီးလို့ရှိရင်သူ့ကိုနီးနေဟိုဖက်ချီဒီဖက်ချီနဲ့ကျမငါ့ကိုဒုက္ခပေးလိုက်ပါပြီငါလေးကိုလည်းမြည်အေးလေးနဲ့ကျွန်တော်တို့ကြော်ထားပေးမှဖြစ်ပါတယ်။ဒီနေရာမှာအထုကယူဆိုက်ရပါတယ်။မကြည်အောင်ကြော်ရတာဖြစ်ပါတယ်။ဟိုဖက်လိုင်းဒီဖက်လိုင်းနဲ့ဒီလိုအနေထားရောက်ရင်းလို့ရှိရင်ရပါပြီ။ အဲကျမတို့ပေါင်းထားတဲ့ကောင်းကျင်းလင်းလေးရပြီဆိုတော့ကျမတို့စားဖို့ပြင်ပါလို့မယ်။ရှမ်းပြည်လည်းမပြန်ဖြစ်တာကြပြီပေါ့နော်။ရှမ်းပြည်ကအစားစာတွေကိုလည်းအရင်လွှမ်းနေပါတယ်လို့ဒါလေးရတော့ကျမတို့ကငားလေးကိုကြော်ပြီးသားအချိန်နေပေါ့နော်အဲသူ့ရဲ့အထဲကအနစ်လေးတွေနဲ့ပေါ့နော်အဲကောင်းကြီးလေးနဲ့စားတာအရန်ဝအရသာရှိပါတယ်ကျမတို့ဖွဲ့တော့အာရပါရစားနေပါပြီအားလုံးပဲကြည်ပေးကြလို့ကျေးဇူးတင်ပါတယ်